င်္ဂလာပါမြန်မာ horror story မှဒီလိုက်ပါဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ပထမဘိုးဘိုးအောင်မောင်ဘိုးအောင်စာတက်ပြီးအပိုင်း၁ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စာရေးဆရာအက္ခဆော်ဖြစ်ပါတယ်နာတော်တာဆင်ကြတဲ့ပရိသတ်ကြီးများအနေနဲ့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာ အချိန်ကမြန်မာတက္ကသိုလ်1120ခုနှစ်ခန့်ဖြစ်ပါတယ်။ဂုံမောင်ခေမင်းဆက်ဇိုးမိုးအုပ်ချုပ်တဲ့အချိန်လည်းဖြစ်ပါတယ်။တောင်ကျွန်းကြီးမြို့နယ်မှာလူနှစ်ဦးလမ်းလျှောက်ထွက်လာကြပါတယ်။တဦးကတော့အသက်40ခန့်အရွယ်ယောက်ျားကြီးတဦးဖြစ်ပြီးကျန်တဦးကတော့အသက်12နှစ်ခန့်အရွယ်ရှိတဲ့ယောက်ျားလေးတဦးဖြစ်ပါတယ်။အဲ့ဒီယောက်ျားကြီးနှစ်ယောက်ကတော့ရုပ်ချင်းလုံစင်တူုံပြီးအဝေးကလှမ်းကြည့်ုံနေမယ်။တားဖရီမန်တိမြင်နိုင်ပါတယ်။ မြို့စုံတနေရာရောက်မှာတော့ဖေဖြစ်သူကခြေလန်းကိုရက်တန်းလိုက်တယ်။အဲ့ဒီနောက်ခေါင်းကိုကုပ်လိုက်တယ်။ဒီလန်းဟုတ်ရဲ့လားဖေရ။ဒီလန်းလို့ပြောတာပါ။ဟိုရှေ့ကလူတယောက်ကို မေးစမ်းကြည့်ဦးမယ်။အဖေဖြစ်သူကတော့နွားတကောင်ဆွဲလာတဲ့လူတယောက်ကိုတွေ့တဲ့တွေ့တဲ့အတွက်အဲ့ဒီလူနီကိုပြေးထွက်သွားလိုက်ပြီ။နောင်ကြီးကိုမေးစရာရှိလို့ပါ။ဇေယမင်္ဂလာကျောင်းလိုက်ကိုဘယ်လန်းအသွားရမလဲဆိုတာနောင်ကြီးသိရင်တစ်ချက်ညွှန်ပြပေးပါဦး။ နောက်ဆက်လာတဲ့လူကမျက်မှောင်ကျုပ်လိုက်ပြီးတစ်ချက်စဉ်းစားကဇေယမင်္ဂလာကျောင်းတိုက်ခတူတူလေးရွပြီးဒီလူလမ်းမလာလာလို့တန်ပြားကြီးဖြင့်ကြည့်လေရာအော်ဟုတ်ပြီနောင်ကြီးပြောတဲ့ဇေယမင်္ဂလာကျောင်းတိုက်ဆိုတာជីနီကျောင်းကိုပြောတာထင်တယ်ជីနီကျောင်းကိုပြောတာလားဘလို့ဗျជីနီကျောင်းနေလားဟုတ်တယ်နောင်ကြီးကျောင်းရဲ့နာမည်ကတော့ဇေယမင်္ဂလာကျောင်းဆိုပေမဲ့အဲ့ဒီကျောင်းကကျင်းကြီးထွက်တဲ့ကျောင်း ချောင်းကလေးအနီးမှာရှိတော့ရွာကနေကဂျင်းဒီချောင်းလိုခေါ်ကြတယ်နောင်ကြီးကဒါဖြင့်ကျုပ်တို့သားဖာကိုလမ်းညွှန်စမ်းမအောင်ဗျာထိုလူကတနည်းအားသို့လမ်းညွှန်ညွှန်ပြလိုက်ကဟောဟူကစိတ်ညွန်းညွန်းနဲ့တော့ကလေးဟာနောင်ကြီးပြောတဲ့ဇေယမင်္ဂလာကျောင်းပေါ်နောင်ကြီးရဲ့ဖေဖြစ်သူမှာလမ်းညွန်သူကိုကျေးဇူးတင်စကားပြောပြီးသားဖာနဲ့ခွတ်တုတ်တုတ်ထွက်လာခဲ့ကြတယ်ဂျင်းဒီချောင်းကတောင်တွင်းကြီးမြို့ရဲ့မြောက်ဖက်စွန်တနေရာမှာရှိတဲ့တောင်ကုန်းလေးတစ်ခုအခြေမှာ တစ်တောထူထူထဲထဲပေါရောက်နေတဲ့အတွက်စိန်လန်းပြီးအေးရအောင်သာအလွန်ကောင်းလာလေတယ်။ကျောင်းဝင်းတွင်ရောက်တဲ့အခါမှာတော့ခြေတန်းရှိတစ်သားကျောင်းဆောင်ကြီးကိုလည်းမြင်တွေ့ကြရတယ်။ကျောင်းဆောင်ကြီးတစ်ခုလုံးရေနံကြီးတုတ်ထားတဲ့အတွက်မဲနက်ပြီးတော့ကျွန်တော်ရှေးကျောင်းကြီးအတွင် ဖြစ်နေလေတော့တယ်။ကျောင်းမော်ကိုတက်သွားတဲ့အခါမှာဦးစင်းကြီးတစ်ပါးထိုင်းနေတာကိုတွေ့လိုက်ရတယ်။ဦးစင်းကြီးကတော့အသက်60ခန့်ရှိမိလို့ထင်ရတယ်။ ကျောင်းအောင်မှာတော့ကျောင်းသားကလေးတွေစာအန်းနေကြတယ်။ဦးစင်းအရှိ ရောက်မှာတာဖာနယောက်ကဒူးထုတ်တိုင်ချလိုက်ပြီးဦးစင်းကိုဝှဖြစ်လိုက်ကြတာပေါ့ကွယ်။တရားကြီးကဘသူတုံးကွယ်ဒီမဖျားတပည့်တော်ကတကွန်နိုင်ကွန်ကဘိုးမြတ်ဆန်ညူပါဖျား။ဟောတာကတပည့်တော်ရဲ့သားအလက် မောင်ဘိုးအောင်ပါ။တပည့်တော်တို့ကကျောင်းနိုင်ဆရာတော်နဲ့တွေ့ကျင်လို့လာခဲ့တာပါဖျား။ဦးစင်းကကျောင်းနိုင်ဆရာတော်ပါပဲ။ တပည့်တော်တို့ဒီကိုလာတာဘာအကြောင်းကြောင့်ပါလဲဘုမြတ်ဆန်ကျိုးကလက်အုပ်ချီကတပည့်တော်ကလက်ပံရှည်ရွာဇာတိကပါဖျားတပည့်တော်တို့မှာသာသမီများပြားတာကတကြောင်းစီးပွားရေးချက်တဲလွန်းတာကတကြောင်းမို့တောင်းလင်းကြီးကိုရွှေပြောင်းလာကြတာပါဖျားအခုတကွန်နိုင်ကုန်းမှာဟင်းသီးရွှေစိုက်ပြိုးပြီးအသက်မူးဝန်းကြောင်းပြုတ်နေရပါတယ်ဖျားတပည့်တော်တို့မှာဆင်းရဲလွန်းတာကြောင့်ဟောဒီသားကလေးမောင်အောင်ကိုပညာမသင်ပေးနိုင်မဆုံးမနိုင်မသွန်သင်နိုင်ဖြစ်နေပါတယ်ဖျား အဲ့ဒါကြောင့်အရှင်ဖျားတို့ကြောင့်မှတားလိမောင်ကိုအနှံထားခြင်းပါလေဖျားဦးစင်ဟာတားဖားနှစ်ယောက်ကိုတစ်ချက်ကြည့်လိုက်တယ်စုပ်ပြက်နုံချမ်းနေရဲ့ဝစားဒီနဲ့ဆိုတော့ကောင်းပါပြီတကားကြီးဦးစင်မောင်ကိုလက်ခံလိုက်ပါမယ်ယေရှုတင်ပါလေဖျားမောင်ကိုတားတပည့်အရင်လိုစရိုက်နဲ့ဆုံးမနိုင်ပါလေဖျားတပည့်တော်ရှင်ဖျားကို အပ်ပါလေဖျားစိတ်ချပါတကားကြီးဦးစင်ကမောင်ကိုပညာလဲတင်ပေးမယ် လောကနီတီကျမ်းတွေလည်းသင်ပေးမယ်မလိမ္မာတာရှိရင်တွင်တင်ဆုံးမပေးမယ်တကားကြီးဘာမှစိတ်မပူနဲ့ဟုတ်ပြီလားဘိုးမြတ်ဆန်ညိုကမောင်အောင်ကိုကြည့်လိုက်ရင်လူလေးမင်းဒီနေ့ကစပြီးဦးစင်ကြီးနဲ့ဆရာတော်တွေပြောတဲ့စကားကိုနားထောင်ရမယ်နော်ဦးစင်ကြီးတို့ခိုင်းသမျှမညူမဆူလုတ်ကင်ပေးကွယ်ဟုတ်ပြီလားဟုတ်ကဲ့ပါအဖေဦးစင်ကြီးကကျောင်းတနေရာကိုကြည့်လိုက်ပြီးဟေးမောင်ပညာဒီကိုခဏလာခဲ့ပါအောင်ကွယ် ထိုအခါကျောင်းအောင်ခန်းတွင်မှဥစဉ်တစ်ပါးပြေးထွက်လာလေတယ်။တင်မဖေဟာဟော်ဒီကမောင်ဘူအောင်ကိုကျောင်းသားဖြစ်လက်ခံလိုက်ပြီးကွသူ့ကိုနေထိုင်မှုပြင်ဆင်ပေးလိုက်စမ်းပါကွယ်။တင်မဖေဟာဥစဉ်ပညာသာမီကမောင်ဘူအောင်လက်ကိုဆွဲပြီးကျောင်းအောင်ကိုခေါ်သွားတော့တယ်။တစ်ချိန်တည်းမှာပဲဖေဖြစ်သူဘိုးမြတ်ဆန်ညူကဇာတော့ကိုဝှက်ပြီးကျောင်းပေါ်ကပြန်ဆင်းလာပေါ့။ မောင်ဘွားမှာဖြည့်ပြည့်သူကိုတစ်ချက်ကြည့်ပြီးမျက်ရည်လေးဖြန့်ဖြန့်ကျလာတော့တယ်။ဘူးမျက်စံညူကလည်းသူ့သားကိုဖုန်းကြောင်းမှာထားခဲ့ရတာစိတ်ထဲမကောင်းလာတာကြောင့်မျက်ရည်ကျမှစိုးတဲ့အတွက်သားဖြစ်သူမမြင်အောင်ကျောင်းဘွားကနေပြေးပြီးတော့ဆင်းလာခဲ့တယ်။မောင်ဘွားကလည်းငိုယူပြီးကျောင်းဘွားကနေပြေးဆင်းလိုက်လာတယ်။ဘူးမျက်စံညူမှာနောက်ကိုဝင်လှည့်မကြည့်တော့ပဲကျောင်းဝန်းတွင်းကနေတကြိုးတည်းပြေးထွက်သွားတော့တယ်။မောင်ဘွားကမှ ဟခင်ဖြစ်သူနောက်သူပြေးလိုက်ပြီးကျောင်းပေါ်အစင်းမှာခလုတ်တိုက်ပြီးမောက်ရတာလဲကြသွားတယ်။ငယ်ရွယ်နှုတွေတဲ့အချိန်မှမိဘနဲ့ခွဲရသည်မိကိုတွေးမိတဲ့အခါတိုင်းမောင်ကူအောင်တယောက်အလွန်စိတ်မကောင်းဖြစ်ရသေးတယ်။ဒါကြောင့်လဲကြနေတဲ့နေရာမှာပင်ချုံပွဲချငူယူမနေမိတော့တယ်။ဦးစင်းများမှလည်းမောင်ကူအောင်ကိုကြည့်ကတပြင်းပြိုင်သူချလိုက်ကြတယ်။မောင်ကူအောင်လည်းငူယူပြီးအတန်ကြာတော့ကျောင်းသားလေးတယောက်မောင်ကူအောင်နာကိုရောက်လာခဲ့တယ်။မောင်ကျောင်းသားမှမောင်ဘူးအောင်ရဲ့ပခုံးကိုပုတ်ပြီး ငူပါနဲ့တော့ကိုရင်ရအစမှာတော့တို့တွေလည်းဒီလိုခံစားရတာပါပဲကြာရင်တော့နေသားကျသွားမှာပါကွမောင်ချောင်းသားက မောင်ဘူးအောင်ကိုဆွဲထုတ်လိုက်တယ်ဒီချောင်းကပြောဖို့သိကောင်းတာကွတို့ဆိုချောင်းပိရင်အိမ်တော်မပြောင်းကျင်တော့ဘူးလာစမ်းမှာကိုရင်လည်းယောက်ျားပဲယောက်ျားဆိုတာမျက်ရည်လွတ်လွတ်မကြရဘူးကိုရင်ရမောင်ချောင်းသားနှစ်သိန်းသီးအခါမှာမောင်ဘူးအောင်တယောက်စိတ်နှင်းငယ်တက်တာသွားတယ်ချောင်းအောင်ကချောင်းသားကလေးများမောင်ဘူးအောင်ကိုငီးမောကြည့်ရှုနေကြလေတယ် ငါနာမည်မျက်ကြည်လူခေါ်တဲ့ကိုရင်ရဒါနဲ့ကိုရင်နာမည်ရရောကျုံနမီဘိုးအောင်ပါဒါပေမဲ့လူတော်တော်များများကမောင်အောင်လို့ပဲခေါ်ကြတယ်လာပါမောင်အောင်ရမင်းမျက်ရည်တွေတုတ်လိုက်စမ်းပါမင်းကိုဒိုးချောင်းကဆရာတော်ကြီးចောင်းသွားရင်လည်းမိတ်ဆက်ပေးမယ်ဟုတ်ပြီလားမောင်မျက်ကြည်မှာမောင်ဘိုးအောင်ကဆွဲခေါ်သွားပြီးចောင်းမှရှိတဲ့ចောင်းနိုင်ဆရာတော်တပားဟိုဦးစင်းကြီးဟူတာခေါ်ကြတယ်ចောင်းနိုင်ဆရာတော်ရဲ့အောက်မှာတပည့်တော်ကဦးစင်း၃ယောက်ရှိတယ်ဝါဝါဖိမ့်ဖိမ့်အရပ်ပူပူနဲ့ ကိုတော်ကတော့ဥလက္ခဏာလို့ခေါ်တယ်။ပိမ့်ပိမ့်ပပရက်ရှိရှိအမြဲပြုံးနေတဲ့ဆရာတော်ကတော့ဥပညာသာမိပေါ့။မျက်နာမှာကြောက်ပေါက်မာရီဘလဘွားရှိတဲ့ဥစဉ်ကတော့ဥအရိစ္ဆတို့เจ้าမှာเจ้าနိုင်ဥစဉ်ကြီးရသဘောကောင်းတယ်။ဥလက္ခဏာကတော့လောဘကြီးရဲ့စီးကတ်တယ်မောင်ပညာရ။ဥပညာသာမိကတော့ပညာဆိုတဲ့အတိုင်းဒီเจ้าမှာစာပေကျမ်းကအတဆုံးပုဂ္ဂိုလ်ပေါ့။ငငယ်ရစာဝါလိုက်ဖူးတယ်ပြောတယ်။ဥစဉ်တိန်ကတော့လျှို့ဝက် တဲသူသိတဲ့ဒိုးချောင်းသွားရင်တော့ဖလဲတကင်းသိမနေဘူးမောင်အောင်ရဦးသိန်းတိန်ဆိုတာဘသူလဲမောင်မြတ်ကြီးရဲ့ဦးဟာဒိဆာကို ပြောတာမောင်အောင်ရဲ့ကဲလာချောင်းသွားရင်လည်းမိတ်ဆက်ပေးမယ်ချောင်းအောင်တို့ဝင်လိုက်တဲ့အခါမှာမောင်ချောင်းသားများကမောင်အောင်ကိုငေးကြည့်နေကြတယ်ချောင်းသားဆယ်ဦးခန့်ရှိတယ်ချောင်းသားဆိုတော့ဆိုတော့လဲရွယ်တွေကမတူကြဘူး မောင်ကျောင်းသားအုပ်စုတွေကထွားထွားကြိုင်းကြိုင်းရှိလာတဲ့ကျောင်းသားကိုမောင်မြတ်ကြီးကလက်ညှိုးထိုးပြီးဟောထွားထွားကြိုင်းကြိုင်းနဲ့ကငထွားလို့ခေါ်တယ်ဒီဘက်ကတော့ပေဆုပ်ဆုပ်နဲ့တော့ငပေတူးပေါ့ကွာဟွာကမျက်လုံးတစ်ဖက်ပြက်နေတော့မောင်ကန်းရက်ပူပူနဲ့ကတော့မောင်ပူပေါ့ကွာဟာနမယ်တွေကလူပုံစံနဲ့တထက်သေးပါလားဒါဆိုဟောကရက်ရှိရှိနဲ့ကျတော့မောင်ရှိလို့ခေါ်လိမ့်မလားဒီဘက်ကဝါတုတ်တုတ်ဖိုးဝါယုတ်လို့လူကမောင်ဝပေါ့မောင်ပြောတဲ့အခါအခြားကျောင်းသားများကရီမောလိုက်ကြတယ်မောင်မြတ်ကြီးကခေါင်းခါလိုက်က မဟုတ်ဘူးမောင်ရရှီရှီလျက်လျက်ဂလန်ဂလာနဲ့လူကြတော့လမ်ပါတဲ့ကွဟုတ်ကစီပိတ်ပြီးဝါနေတဲ့လူကိုဝကြီးလို့ခေါ်တော့ကွထိုးချင်းမောင်ထွားမီယာចောင်းသားမောင်ဘူးအောင်နာဟိုရောက်လာတယ်ငါထွားကအသက်14နှစ်ခန့်ရှိပုံရပြီးထွားချင်းတန်ပါကအနေထိုင်နဲ့ကျန်းတန်းနေသူ့ထက်အားနေတဲ့ចောင်းသားတွေကိုဗလာအာကိုပြီးဗိုလ်ချအုပ်ချုပ်နေတယ်ငါထွားငါထွားကမောင်အောင်ရှိကိုခါထောက်ပြီးမတက်ရက်လိုက်တယ် မောင်မြတ်ကြီးကဟောရကားကငါတို့အချောင်းကိုရောက်လာတဲ့အချောင်းသားတစ်ပါသူ့နာမည်ကဘိုးအောင်တဲ့ဘိုးအောင်နေဘွားအောင်နေငါမသိဘူးဒီအချောင်းရောက်ရင်နာမည်သိပေးရတာ ထုံးမှန်မယ်မို့လားငါထွားကမောင်ဘိုးအောင်ကိုတည်တည်ချာစူးစိုက်ကြည့်လိုက်တယ်ဟေ့ကောင်မင်းလက်တွေပြသန်းမောင်ဘိုးအောင်ကလက်နှစ်ဖက်ကိုရှေ့ထုတ်ပြလိုက်တယ်မောင်ဘိုးအောင်မှာအနေစင်းရတဲ့အတွက်ခြေလက်တွေမှာဝဲစုဝဲကြောက်တွေဘလဘဖြစ်နေလေတော့တယ် ငါတော်ကဝဲတွေကိုကြည့်ပြီးယွန်ရှာဆက်ဆုပ်ပုံနဲ့တဘောဘောတောင်လုတ်ပြလိုက်တယ်။မင်းလက်မှာဝဲတွေနဲ့ယွန်စရာကြီးกว่าဒါကြောင့်မင်းကငါတို့ဒီနေ့ကစားပြီးမောင်ဝဲလို့ခေါ်မယ်။မောင်ဝဲလို့ခေါ်ခံလိုက်ရတဲ့မောင်ဘူးအောင်ကတော့မကြည့်နိုင်ဘူး။ဒီဖြစ်ကငါတော်ကလည်းရိမ့်မိပြီးဟေ့ဝဲထူမင်းမှာဝဲတွေပေါင်နေလို့မောင်ဝဲခေါ်တာမကြိုက်ဘူးလားกว่า။မောင်ဘူးအောင်မှာပေကက်ကန်အကြီးနဲ့ကြီးပြီးငါထွားကတော့လက်သီးလက်မောင်းတန်းကဗလာတွေကိုထုတ်ပြနေတယ် အောင်မယ်မင်းကလည်းမြန်ငါ့ကိုပေကက်ကက်ကြည့်တယ်ပေါ့မင်းကငါเจ้าမသိသေးဘူးထင်တယ်ကြောင်းမှန်းကံမှန်းသိသွားအောင်မင်းကိုလက်သီးသာကျွေးมาဖြစ်မယ်ထင်တယ်ပြည့်စက်ကြည့်ခင်ဗျာနောက်ထပ်လာမယ်နောက်ထပ်လာမယ်ပိုင်းဆက်ကိုလည်းဆက်လက်တင်ဆက်ပြီးมาဖြစ်တဲ့အတွက်ဆက်လက်နားဆင်ပေးပါအောင်လို့ပြောကြရင်ဒီနေရာလေးမှာလည်းရန်နာလိုက်ပါတယ်နာတော်တာဆင်ခဲ့ကြတဲ့ပြည့်စက်ကြည့်အားလုံးကိုလည်းကျေးဇူးတင်ပါတယ် ည်တည်ကြည်အားလုံးရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။